ဲပြကာချူပရိသတ်ကြီးမင်္ဂလာပါကျော်မောင်တိပါလက်ကလေးလုံးလိုက်လာပါပြီဒါကျွန်တော်ဒီနေ့ရောက်နေရတော့ဒီမှာပွဲတွေကဖြတ်တောင်ဖြတ်ဝင်လာပြီးွားပြီပေါ့နော်ကျွန်တော်တို့ဗျာနိုဗ ెంబ ာလ17ရက်ဆိုတော့17ရက်17လပေါ့2025မှာကျွန်တော်တို့ဒါ Go Air Motor စနေပြီးတော့ Jet Auto Auto ကားတွေက T Series ဆိုတဲ့ဒါ Premium SUV ပေါ့နော်အကားအသေးကြီးကိုမိတ်ဆက်တဲ့ပွဲကိုကျွန်တော်ကလာဖြစ်ပါတယ်ဒါလေးလာလေးလာပေါ့နော်ကာချူပရိအောင်အနေနဲ့ပွဲကြီးကတော့ကြီးကျယ်လားခမ်းနားလားဆိုတော့လုတဲ့နေရာကျွန်တော်ဝင်ကြီးများယုံနေမှရင်လုတာခမ်းခမ်းနားနားကြီးပဲတော်တော်ကြီးကိုအကျယ်ကြီးနေရာကိုသူတို့ယူလာပြီးတော့လူတွေလည်း တော်တော်စုံနေပြီကဲတော့ဒီပွဲကြီးကဘယ်လိုမျိုးမိုက်စားကားကြီးကိုဘယ်လိုမိတ်ဆက်လာမလဲဆိုတာကျွန်တော်တို့ချက်လောက်သွားကြည့်ရအောင်လိုက်ခဲ့ပါအောင်ဗျာ ားထားသောဂုံဒီရှိနေတယ်လို့များအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ကဥစ္စာပထမလို့ပြောဆိုတာလည်းပါတယ်။ညအပါရှင်ညချစ် ျွန်တော်စောင်းမျောနေတဲ့ဒါလုံးဝပေါ့နော်ခွေးရတင်ဆက်တဲ့ဒါဂျက်တော့ပေါ့ဂျက်တော့အော်တိုရဲ့ T1 ကြီးပေါ့ဒီမှာကြည့်ဗျာသူရှေ့ယူတာလုံးဝ၄ရောင်ဒီဇိုင်းကျွန်တော်တို့ဒါလုံးဝဗျာဂျင်ကားတွေပါရဲ့လို့အထာပေါ့ဒါဟိုအတုံးလိုက်အတက်လိုက်နဲ့ off road ဒိုးမယ်ဆိုတော့ဒီကောင်းကြီးက off road လည်းရတယ်အဲ့တော့တော်တော်လှတယ်အရှင်းပါရဲ့ဒီ front grill design ကလုံးဝအလန်းကိုမှသူ့ဒီဂျက်တော့ဆိုတဲ့အောင်လုပ်ထားတာတော်တော်ပေါ်တယ်ဗျညအောင်ထဲမှာပါပေါ်မယ် ဒီကောင်ကြီးကဟုတ်ပြီလိုမျိုးဒီဇိုင်းနေမဲလားဆိုမဟုတ်ဘူးသူ့အင်ဂျင်ပါဝါ2.0မှာ turbo charge ပါတယ်အဲ့ဒါကိုမှ gear ရှစ်ချက်တောင် လုံးဝလေ880ဗောနော် transmission နဲ့လာတယ်ဒီကောင်ကြီးရဲ့ power ဘယ်လောက်လဲဆိုတော့ 180kW ရှိတယ်ဆက်ပြီးွားရင် torque ကကျတော့390ရှိတယ်အဲ့ဒါဟိုမှာဒီကောင်အဲ့လိုဗောနော် power ကြီးရန်ယုံလို့စီစားလားဆိုတော့သူက 100km ဗောကျောင်းအမြန်လမ်းနေပါတယ်သွားရင်တော့ပိုသိတာပါတယ်အဲ့ဒါဟိုမှာ 9.18L ပဲကုန်မှာ 10L တော့မပြည့်ဘူးဗောတော်တော်စီစားတတ်တာပြီးတော့ power နဲ့ performance ကောင်းတဲ့ကားလို့ပြောလို့ရတယ်ကဲဘမ်းမန်ကိုလိုက်ကြည့်ပါဦးဗျဒီမှာဗျလုံးဝဘမ်းမန်ဆိုလဲလုံးဝမသိရင်ကျတော်တို့ငယ် ယ်တော့ကြည့်ရ RoboCop ပေါ့အဲ့လိုပုံစံမျိုးပဲခဲအောင်မှာလုံးဝအနက်လိုင်းလေးနဲ့အမှမှဒီမှာလုံးဝ basic နဲ့ဒီသူ360 540အထွက်တွေကိုသူဒီမှာအောက်မှာလုံးဝ Samsung camera ကို3000ထားထားပြီးတော်တော်မိုက်တယ်သူ့လွိုင်းကိုလည်းတော်တော် size ကြီးတယ်ဒါ ground clearance ဆိုလည်းတော်တော်ကိုထောက်ပိုင်းကိုမြင်လို့ off road ပါလုံးလို့ရနေတဲ့ကားမျိုးဖြစ်တယ်အထက်ကဗျာထိုင်းလိုက်တာနဲ့တော်တော်ငြိမ့်နေငြိမ့်ပြီးတဲ့အပြင်ကမှသူကဒါဒီပေါ့နော်အရှိခုံနှခုံလုံးက motor ပေါ့ အရောင်က तू က၅မျိုးရွေးလို့ရမယ်အဖြူအနက်ခဲအာရွှေရောင်အစိမ်းပေါ့နော်၅မျိုးရွေးလို့ရမယ်အဲထဲမှာမှဒါအကုန်လုံးကိုတော့အတွင်းကန်သည်အနက်နဲ့လိမ်ပေါ့ပေါ့အဲ့လိုဟာမျိုးဒီဟာဆိုလည်းဗျာတော်တော်ကောင်းတဲ့ရှမ်းဝိုင်းသားတွေကိုသုံးတယ်ဒီဟာဆိုရင်တော့ဒါလှန်လိုက်တာနဲ့မီးလေးထဲမှာပါမယ်ထင်တယ်ဒါသူတို့ပါကင်ပိတ်ထားတော့ကျွန်တော်ဖွင့်ပြလို့မကောင်းဘူး အဲ့ဒါပြီးသွားရင်ဒီအရှိ dashboard dashboard ဆိုလဲလုံးဝလဲတာဗျမိုက်တယ်လဲတာအကောင်းဆုံးကိုတုံးတာဗောနော် T1 ကတော့ T1 ဆိုရဲဟာမျိုးဗောဒါလုံးဝ family home premium SUV ဆိုတော့မိသားစုလိုက်ခီးသွားလဲတော်တော်ကောင်းမဲ့ကားမျိုးလို့ပြောလို့ရတယ်အမှမှဒီသူ CRI ဆိုရင်ဒါတော်တော်ကြစ်ပြီးတော့ဗျကောင်းတဲ့လဲတာအသားကိုတုံးတာအမှမှဒါကျွန်တော် multimedia ပဲတချမ်း safety ပဲတချမ်းဗောတချမ်းဗောနော်ဒီမှာ infotainment ဆိုလဲသူကအကုန်လုံးပျက်ပြီးတယ်တော်တော်မိုက်တယ်ပြီးရင်တော်တော်ချယ်ပြီးတော့ full HD ကိုဒီကောင်က တပေးတောင်ကျော်သေးတယ်စနက်လက်မှတပေးဆိုတော့တော်တော်ကျဲဒါပေါ့တပေးခွဲပေါ့အဲ့လောက်ထိတောင်ကျဲတယ် wireless charging ပါမယ် gear တိုင်းဆိုလဲလုံအောင်ပေါ့ပေါ့ပါပါနဲ့ သေးသေးကြက်ကြက်လေးကိုသွားလို့ရတဲ့ဟာမျိုးလုပ်တယ်။သူကပါကင်ကိုကြောက်ဒီထဲလေးကိုထည့်လိုက်တာ။ပုံမိုက်သွားတယ်။ဟိုခလုတ်တက်တက်နေရာမပေးတော့ဘူးပေါ့။သူကလုံးဝအများကြီးပဲ eco ပါမယ် normal ပါမယ် sport ပါမယ် snow ပါမယ်မုတ်တီတဲတဲ့နော်နေကြီးပါမောင်းနေတဲ့ဟာကိုအများကြီးကိုပါတယ်။အဲ့ဒါပြီးသွားရင်ဒီအထဲဆိုလဲဗျတော်တော်ကျဲပါတယ်။မိသားစုပေါ့ဒါဟို၄ယောက်တည်းနဲ့မဟုတ်၅ယောက်လောက်ကောင်းကောင်းချောင်ချောင်ချီချီထိုင်လို့ရတဲ့ကျဲဝန်းမျိုးကိုပေးတာ။ကဲတော့ဒီကရဲ့အနောက်ချမ်းမှာပါရှိလဲကျွန်တော်ချက်လောက်သွားကြည့်ရအောင်။လိုက်ခဲ့ပါဦးမြတ်။ ဒီကောင်ဗျာအနောက်ကန်းဆိုလဲသူ့ဒီဒီဇိုင်းပြုံမှာတော်တော်လှတယ်ဒီအရဆိုရင်1500နီးပါးပေါ့နော်တော်တော်အကျဲခုံခေါက်လိုက်ရင်ခုံပြန်လန်လိုက်ရင်ကျတော့980ကျော်လီတာကိုဆန့်တာအဲ့တော့ဒီအရဆိုလဲဒါ luggage အကြီးဆန့်နေတာလူတယောက်ကောင်းကောင်းခွေအိပ်ပြီးတော့လိုက်သွားလို့ရတဲ့အခြေအနေမျိုးကိုဖြစ်တယ်အဲ့တော့ဒီကောင်ကိုဈေးကိုဘယ်လောက်ဖွင့်လဲဆိုတော့အကောင်နေရတဲ့98ဈေးဖြစ်ပါတယ်ခင်ဗျာ ောင်နေကဲဗျဒီကြတော့တီဝိုင်းပေါ့နော်အဲ့ဒါကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့အမှတ်နဲ့ဒီရန်ကုန်မြို့ကြီးမနိုင်လမ်းမကြီးအလုံးမြို့နိုင်မှာလဲကျွန်တော်တို့သွားပြီးတော့စုံစမ်းဝယ်ယူလို့ရမယ်အဲ့ဒါမှမဟုတ်လို့ရန်ကုန်မှာမှမဟုတ်ဘူးမန္တလေးမှာလည်းလိုချင်သေးရဆိုရင်လည်းမန္တလေးခွန်ရှိပေါ့နော်လမ်းမတိုင်းနဲ့သိပ္ပံလမ်းတောင်းမှာရှိတယ်မဟာအောင်မြေအဲမဟာအောင်မြေအပိုင်းပေါ့အဲ့ဒီကဒီကျွန်တော်တို့ဂျာတော့ကာရှုံးလုံးမှာလဲဝယ်လို့ရတယ်အဲ့ဒါဒီ T1 တခုတည်းမဟုတ်ဘူး Jador SMD Plus 90 Plus Jador T1 သုံးမျိုးလုံးကိုကိုရေးရနေရောင်းမင်းနေတာဖြစ်ပါတယ်ကဲအဲ့တော့အားလုံးပဲ Come on bro